ကာဇာကမ်းမြောင်ဒေတာစစ်ပွေးပြီးဆုံးသွားပြီးအရှိလေပိုင်းဒေတာပုံမှန်အတိုင်းပြန်ဖြစ်တော့မေလို့ထရန့်ကသတင်းထောက်တွေကိုပြောဆိုလိုက်ပါရယ်ကာဇာပဏိပခနဲ့ပတ်သက်ပြီးအမေရိကန်ထက်ထဲဝင်ဝင်ပါဝင်ညှိနှိုင်းပေးခဲ့တဲ့နောက်အခုရလက်ကိုထရန့်ကအောက်တိုဘာ12ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါရယ် နနစ်ကြော်ကြအောင်စစ်ခင်းတိုက်ခိုက်နေတဲ့ဟာမတ်စ်ပျောက်ကြားတပ်ဖွဲ့နဲ့အစ္စရေးတို့ဟာထရန့်ကဂျာဝင်ညိနိုင်ပေးခဲ့တဲ့ငင်းချမ်းရဲအဆိုပြုချက်တွေကိုလက်ခံတဘောတူခဲ့တဲ့နောက်ထရန့်ဟာငင်းချမ်းရဲထိပ်တီးဆွေးနွေးပွဲတစ်ခုတက်ရောက်ဖို့အရှိအလေပိုင်းဒေတာကိုတွားရောက်မှာဖြစ်ပါတယ်ဆွေးနွေးမှုတွေကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလင်းမြန်စွာတိုးတက်လာခဲ့တဲ့နောက်အော်တိုဘာ23ရက်နေ့မှာပဲဟာမတ်စီကနေအစ္စရေးတစားခန့်တွေကိုစပြီးလွတ်ပေးလာဖွယ်ရှိနေပါတယ် ဟာမတ်စာဒစာခံတွေကိုပြန်လည်လွှဲပြောင်းပေးရေးကိစ္စကိုစတင်ပြင်ဆင်နေပြီလို့လည်းတည်ရပါတယ်။အပြန်အလှန်အနေနဲ့အစ္စရေးကလည်းပါလက်စတိုင်းအဂျင်ဒါ၂000လောက်ကိုလွှတ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့အော်တိုဘာ၁၂ရက်နေ့ညပိုင်းအထိနောက်ဆုံးအပြစ်သက်သဘောတူညီမှုရရှိရေးမှာညှိနှိုင်းဖို့မပြတ်ဘဲကြံနေတဲ့ကိစ္စတစ်ခုရှိနေတယ်လို့ဟာမတ်စ်တရင်ရေးမင်းနှုတ်ကပြောပါရယ်အထာကတော့အစ္စရေးအနေနဲ့ပါလက်စတိုင်းခေါင်းဆောင်ခုနှစ်ဦးကိုလွတ်ပေးရမယ်လို့ဟာမတ်စ်တွေကအခိုင်အမာတောင်းဆိုနေတာပါထရန့်ကတော့ဝါရှင်တန်ကနေထွက်ခွာချိန်မှာတရင်းထောက်တွေကိုယုံကြည်မှုအပြည့်နဲ့စစ်ပွေးပြီးသွားပြီဆိုတဲ့စကားကိုပြောသွားခဲ့တာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာတိုက်ကိုထူခဲ့တဲ့တစ်ခုဖြစ်လာမှလို့လည်းထရန့်ကပြောဆိုခဲ့ပါတယ်။ ထရန့်ဟာအစ္စရေးမှာခရီးတစ်ထောင်နားပြီးအစ္စရေးလွတ်တော်မှာမိန့်ခွန်းပြောမယ်လို့ယူဆရပါတယ်။အဲ့ဒီနောက်သူဟာအီဂျစ်နိုင်ငံစီခရီးဆက်ပြီးသူ့ရဲ့ဂါဇာငိမ်းချမ်းရဲ့အစီအမံကိုထောက်ခံကြတဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေနဲ့အစည်းအဝေးလုပ်မှာဖြစ်ပါတယ်။ကုလသမဂ္ဂအကြီးအကဲပြည်တိန်အီတလီစပိန်ပြင်သစ်နဲ့ဂျော်ဒန်တို့လိုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေလည်းအစည်းအဝေးတက်ရောက်ကြမယ်လို့သိရပါတယ်။အစ္စရေးစစ်တပ်အကြီးအကဲဒုတိယဘူချုပ်ကြီးအီရေးဆာမားကလည်းဂါဇာစစ်ပွဲမှာအစ္စရေးကအောင်ပွဲခံနိုင်ခဲ့တယ်လို့ကြေကြော်ပါရယ် လွန်ခဲ့တဲ့နှစ်နှစ်တာအတွင်းအစ္စရေးကစစ်ရေးအရာဖိအားပေးနိုင်ခဲ့တာတွေတာတမန်ရေးအရာဟန်ချက်ညင်ညီထိုးနှက်ခဲ့တာတွေကိုကြည့်ရင်ဟာမတ်စ်အပေါ်အောင်ပွဲရခဲ့မှန်းမြင်သာနိုင်တယ်လို့သူကဆိုပါတယ် ငင်းချားရဲ့သဘောတူညီချက်ရဲ့အရေးအကြီးဆုံးကနအူးအစိပ်ပိုင်းအဖြစ်ဟာမတ်ဆာ2023ခုနှစ်အော်တိုဘာလ9ရက်နေ့နေဆက်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်ဖမ်းဆီးသွားခဲ့တဲ့အစ္စရေးတစားခန့်တွေထဲကနောက်ဆုံးလက်ကျန်58ဦးကိုပြန်လည်ပေးမှာဖြစ်ပါတယ်။အဲ့ဒီထဲက20ဝန်းကျင်လောက်ဟာတေဆုံးခဲ့ပြီးပြီလို့ယူဆရပြီးရုပ်အလောင်းတွေအနေနဲ့သာအစ္စရေးကိုပြန်ရောက်လာနိုင်မှာပါ။ ငင်းချာရဲ့ဆွေးနွေးမှုတွေအောင်မြင်ခြင်းနဲ့အတူဂါဇာမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအလုံးရင်းပြန်လည်ဝင်ရောက်နိုင်ရေးအားထုတ်မှုတွေမှာလည်းစစ်မှန်တဲ့တူးတက်မှုတွေရနေပြီလို့ကုလသမဂ္ဂကပြောပါရယ်အစ္စရေးရဲ့လွန်ခဲ့တဲ့နှစ်နှစ်အတွင်းစစ်ရေးတွေကြောင့်ဟာမတ်စ်ဟာအကြီးအကျယ်အထိနာပြီးဆူဆူရွားရွားအင်အားရုတ်ရုတ်သွားခဲ့ပါရယ်ဂါဇာမှာရောပြည်ပမှာရှိတဲ့ခေါင်းဆောင်တွေအများပြားလည်းတုတ်တင်ရှင်းလင်းခံခဲ့ရပါရယ်ဒါပေမဲ့ဟာမတ်စ်ကိုအမြင့်ပြတ်ရှင်းလင်းမယ်ဆိုတဲ့အစ္စရေးရဲ့ရည်ရွယ်ချက်ကတော့မပြည့်မြောက်ခဲ့ပါဘူး ဟာမတ်ရဲ့ညှိနှိုင်းရေးကော်မတီဝင်တည်င်းရင်မြင့်တဦးကတော့ဟာမတ်ဟာစစ်ပွဲရဲ့အလွန်ဂါဇာရဲ့စီမံအုပ်ချုပ်ရေးကဏ္ဍကိုလက်လွတ်အလျှော့ပေးမှဖြစ်ပေမဲ့လက်နက်ကင်လမ်းစဉ်ကိုတော့မစွန့်ဘူးလို့ပြောပါရယ်။ထရန့်ရဲ့အစီအမံအရဂါဇာမှာလက်ရှိဖျံကျက်ထားတဲ့အစ္စရေးတပ်တွေထဲကတချို့ဟာပြန်လည်ရုပ်တိမ်ဆုတ်ခွာမှာဖြစ်ပြီးအစ္စရေးအခြေဆိုင်အမေရိကန်စစ်စခန်းတစ်ခုကကြီးမှုမဲ့နိုင်ငံပေါင်းစုံစောင့်ကြည့်ကုတ်ကဲရေးတပ်တွေကအစားထိုးနေရယူမယ်လို့တီးရပါရယ်။